အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာကြီးမောင်တစ်စင်းရေးသားတော့ကျိန်သာလို့အမည်ရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရစေခင်ဗျာကျိန်သာအိမ်ရှိတကားဒီအဟုံပြင်းပြင်းနဲ့ရုတ်တရက်ပွင့်လာ၏အပြင်ဘက်တွင် လေထန်လျက်ရှိသည်အိမ်ခန်းတွင်တို့ဖေဖေဝင်လာပုံမှာလေကားတကားကိုစောင့်ဖွင့်ပေးလိုက်ပြီးဖေဖေကိုပါတကားတန်းတွင်ပေးလိုက်ပြီးတကယ်တို့ဖြစ်သည်ဖေဖေဒီတကားကိုပြန်စည်းလိုက်ပြီး ်ဧကန်းထဲသို့တချက်ဝေး၍ကြည်လိုက်သည်ဖေဖေမျက်လုံးများကအနှဲငယ်မှင်းစင်းနေကညနာမှာနေရောင်လွင်နေသည် အနှဲငယ်ရိမ့်ထိုးကျင်သောခြေလမ်းများဖြင့်ဧကန်းတွင်သို့ဖေဖေဝင်လာသည်ဧကန်းထဲမှာမေမေရှိသည်တုံးမွေးထိုးတာတစ်ချောင်းနှင့်အလုံးများနေသောမေမေသည်ဖေဖေကိုတချက်များသာမော့၍ကြည်သည်တော်မွေထိုးနေသည့်မေမေလက်ဆောင်ကဖေဖေဝင်လာသည်နှင့်မတိမတာနှေးကွေးလေးလံသွားဟန်ရှိသည် ဖေဖေဒီလက်ဆွဲတက်တာပြားကိုဗီဒီယိုတစ်ခုအတွင်းသို့ပြစ်တွင်းလိုက်ပြီးဗီဒီယိုတကားကိုအတံမီအောင်ပိတ်လိုက်သည်လေဘူးတစ်ချက်မဟုတ်တော့ကအပေါ်အင်းကြီးကိုရှုတ်သည်မိမိကိုမတိမတာစောင်းငဲ၍ကြည်သည်မိမိသည်တုံးမွေးကိုသာငုံ၍တတဲမဲမဲထိုးလျက်ရှိသည်အင်းကြီးကိုကြိတ်တွင်ရှိပ်ပြီးသောအခါမိမိရှိရာသို့ဖေဖေလျှောက်လာသည်မိမိဘေးရှိကလေးထိုင်ပေါ်သို့ရှေ့ပြက်လက်ပြက်ပြစ်ထန်ရှာလိုက်သည် မိမိနှာခေါင်းမတိမတာရှုံသွားသည်ဘသူတွေနဲ့တွေ့လာပြန်ပြီလေဟင်ဘသူနဲ့မှမတွေ့ပါဘူးကိုတို့အဖွဲ့ရဲ့အကျိုးအောင်ပွဲတယ်ကွာဒေါက်တာညွန့်လင်ကတကားခန်းတာကိုတို့လုပ်ငန်းအရှင်ကြီးကောင်းတယ်စေးရင်နေတဲ့ငှက်ပြားဖို့ရဲ့ live circle တဲကအစင်းတစင်းမှာကိုခံအားတုံးမွေးချီတုံးကိုဇပွဲပေါ်သို့ပြစ်တင်လိုက်တဲ့ဖြင့်ဖိဖိစကားရက်သွား၏။ထမင်းစားအောင်ပါလား ဟေးမစားတော့ဘူးမမေကအချီလုံးကိုပြန်ကောက်ပြီးဆက်ထိုးနေသည်ဖေဖေသည်နှိမ့်မြင့်လှုပ်ရှားနေသောမမေလက်ချောင်းများတွန်းလှိန်နေသောရှင်မင်းစများတစ်ချက်တစ်ချက်ဝင်းလက်တက်သွားသောတိုးမွေးထိုးတံတို့ကိုအတိတ်ပဲမရှိငေးဆ၍ကြည့်နေသေး၏ခုနောက်မျက်နှာကိုလက်ဝါးဖြင့်တစ်ချက်တစ်ချက်ပုတ်တက်သည်အပေါ်တို့မော့၍မိချောင်းကိုကြည့်သည်အခန်းထဲရှိစာအုပ်ပြီတို့များကိုကြည်သည်။သပွဲခင်းကိုကြည်သည် ထို့နောက်မိမိကိုပြန်ကြည့်သည်ခလေးတွေကအငဲမကဖျားနေတယ်အလက်ကောင်ကဗီဒီယိုတော့ကြည့်တယ်တားကြီးကဖေဖေကစက်ခနဲ့ခါးကိုဆန်လိုက်သည်ဟင်တမီးဖျားနေတယ်တော်တော်လေးဖျားနေလားဘာဆေးတွေတိုက်ထားလဲဒီအိမ်မှာဘာဆေးများရှိလို့လဲရှိတယ်ကျုပ်ကဆရာဝန်မမဟုတ်တာပါရာစီတမောတပြားတော့တိုက်ထားတယ်ဖေဖေဒီထိုင်ရမထကဗီဒီယိုစီသွားသည် ဗီဒီယိုကိုဖွင့်ပြီးအတန်ကြာရှားဖွင့်နေ၏ရှင်ဘာတွေရှားနေတာလဲနှကြက်ဟိုတလောကတော့အောက်ဆုံးအံသွဲထဲမှာတွေ့မိတာပဲအောက်ဆုံးအံသွဲကိုဖေဖေဖွင့်သည်နှကြက်ကိုတွေ့၏တမီးအိတ်နေသလားအင်းနှကြက်ကိုပစိုးနဲ့ပုတ်ရင်အိမ်ခန်းထဲသို့ဖေဖေဝင်သွားသည်မမေကထာယာမမထာအထိုးမှသွားဟန်သူသည့်ရှိစကိုပြန်လည်၍ဖြေရှာနေသည် ခဏကြာတော့ဖေဖေပြန်ထွက်လာ၏။ငကြက်ကိုဇပွဲပေါ်ပြစ်တင်လိုက်ပြီးကလဲထိုင်းတွင်ဝင်ထိုင်သည်။ချွေးထွက်တယ်၊တိတ်လည်းမပူတော့ဘူး။ချွဲတန်လည်းမကြတော့ဘူး။အပရိကအဖျားလောက်ပဲနေမှာပါ။တမီးတရင်နှိုးရင်တပြားထက်တိုက်လိုက်။မနက်ဖာမှာဖျားသိရင်ခင်မောင်တန်းစီပြတာပေါ့။မမေမျက်နှာ၌မဲပြုံးတစ်ခုပေါ်လာကဟင်းငနဲတစ်ချက်ရဲသည်။ဖအေးဆရာဝန်တယောက်လုံးဖြစ်နေပြီ။ကျမကလေးတွေလည်းကန်ဆိုးရှာပါတယ်။ ။ဘာဖြစ်ဖြစ်ဒေါက်တာခင်မောင်တန်းနဲ့ပဲ။ဖေဖေမျက်နှာပေါ်ကအနေရောင်သည်လွင်ရာမှရုပ်ရှိရင့်သွား၏။မင်းမေကိုစက်ခနဲလှမ်းကြည့်သည်။ဟေးငါကဆေးကုတဲ့ဆရာတော်မဟုတ်ဘူး။ရှင်ကဒါကိုပဲဂုံယူနေတယ်ပေါ့။ဖေဖေနဲ့မေမေတို့တယောက်ကိုတယောက်ဆူဆူရဲရဲစိုက်ကြည့်နေကြသည်ခဏကြာတော့ဖေဖေတက်ပြင်းရှာလိုက်သည်ဒိုဆေးလောကမှာအဆိုးတစ်ခုရှိတယ်တေးကူသောဆရာဝန်သည်ကောင်း၏ ပညာပေးသောဆရာဝန်သည်ပိုကောင်း၏သူတေသနာလုံသောဆရာဝန်ကအကောင်းဆုံးဖြစ်၏တဲ့မင်းနားလည်ဖို့ကောင်းတယ်တဆိတ်ရှိဒါကိုပဲခလုတ်တိုက်နေအော်ဟုတ်လားတိခံပါရှင်ဆရာဝန်အမျိုးမျိုးရှိမှန်းအစကကျွန်တော်မျိုးမှမတိခဲ့လို့ပါရှင်နဲ့မရခင်ကတည်းကသာတိခဲ့ရင်ကျမဘဝမင်းတော်တော့ကွာဒါတွေအကြောင်းထပ်လာပြီကိုတောင်းပန်တယ်တော်ချဆို့ ဖေဖေသည်လန်နဖတ်ကိုအတာခါကစိတ်ပြက်လက်ပြက်ဟန်ဖြင့်ခေါင်းခါရမ်းလျက်ရှိသည်မတော်နိုင်သေးဘူးဒီညရှင်းကိုပြောစီရာတွေအများကြီးရှိတယ်မမေမျက်လုံးများအတွင်း၌သုံးမွေထိုးတန်ဤတောက်ပြောင်မှုမျိုးကိုတွေ့မြင်နေရသည်ဖေဖေကခေါင်းခါရမ်းနေတယ်ဒီမဲရှင်းကိုပြောစီရာနှစ်ချက်ရှိတယ်အေးပြောပြောတကယ်လို့နံပါတ်3အချက်ပါရှိသေးရင်လည်းဆက်ပြောကွာပြောရမှာပဲ ကဲနံပါတ်1အချက်ရှင်းငွေ6သိန်းရှာနိုင်သလားဘာ6သိန်းဖေဖေဒီမြကုန်းနှစ်ဖက်တင်လျက်မိမိကိုအလန်တကြားကြည့်6သိန်းဘာလို့ကိုလဲဘာလို့ရမှာလဲတိုက်ခန်းဝယ်ဖို့ပေါ့ဘာတိုက်ခန်းလဲအခုအိတ်ခန်းကနေ့လယ်ကအင်ဂျင်အဖွားကြီးလာသွားတယ်အခုနေရာတွေကိုကန်ထရိုင်းနဲ့တိုက်ဆိုင်တော့မယ်တဲ့မြင်းကြီးထက်လိုချင်ရင်တခန်း6သိန်းယူနိုင်ရင်ယူ မယူနိုင်ရင်ယူမဲ့သူတွေတန်းစီနေတယ်တဲ့အဲအပေါ်ဆုံးထက်ဆိုရင်တော့နည်းနည်းဈေးလျှော့မယ်ဘလောက်လဲသိတာဖေဖေဒီမေမေကိုကြောင်ရွံ့ကြည့်နေရမှမျက်နှာလွှဲလိုက်မသိချင်ဘူးမေမေဒီရှီလုံးကိုစပွဲပေါ်သို့ပြစ်ပေါက်လိုက်သည်မသိချင်လို့ရမလားဒါအိမ်တော်ဦးစီးတယောက်ပြောရမယ့်စကားလားဟမ်ရှင်တော်တော်တောင်းဝန်မယ်လို့နေမေမေဒီအတန်တုံးလိုက် ဖေဖေကလဝါကပြန်သည်ကဲပါကွာတိကျင်တယ်ဘလောက်တဲ့လဲနှစ်သိန်းဖေဖေဒီအောင်းနှုတ်ခမ်းကိုမတိမတာကြိုက်လိုက်သည်ညာဘက်လက်ကိုစုပ်ချီဖြန့်ချီလုံနေ၏ဘလို့လဲနှစ်သိန်းတော့တော့ရှားနိုင်မလားမရှားနိုင်ရင်အင်ရှင်ကထွက်ခါနှစ်တောင်းပေးမယ်တဲ့ကြောင်ပြီတော့ပဲကျမတို့ကလည်းကို့အစင်တန်းအကြခံပြီးဘလောက်ရမှထွက်ပေးနိုင်မယ်ဘာညာတွေလုံးမနေနိုင်ဘူး ကဲရှင်ဘလို့စိတ်ကူးရတယ်လဲတခုတော့ရှိတယ်နော် ကျမမိဘတွေစီကတော့လုံးဝမစင်စားပါနဲ့တော့မေမေတို့မှကျမတို့ကိုလှမ်းလှမ်းပြီးပို့နေရတာများလားပြီတမီးမွေးပြီးကလေးကနားကျင်လှမ်းလှမ်းထောက်နေရတာဒီကြားထဲအเจ้าကိစ္စလေးပေါ်သွားတိုင်းသွားပြီးအပူကတ်ရသေးတယ်မေမေဆိုရင်ရှေ့တမျိုး တိတ်တိတ်တမျိုးသူ့တမီးကို ပေးနေရတာမနေ့ကမုံရွာခဏပြန်တော့ငါဆိုမေမေက ညီတို့မှလည်းဒီတိုင်းသာတို့ခတ်ရချည်ရဲ့တဲ့ပြီးတော့ပွဲရုံကလည်းလုပ်ငန်းကြီးလာတော့အရင်များနေတယ်ဒီတကတော့မမေတို့ကိုဒုက္ခမပေးချင်တော့ဘူးညီအမတွေရဲ့မျက်စောင်းတန်လည်းမခံချင်တော့ဘူးရှင်ကမချက်ပေမဲ့ကျမချက်တယ်အဲ့ဒါရှင်စဉ်းစားပါမမေပြောနေသည့်တစ်ချိန်လုံးတွင်ဖေဖေဒီကလဲထန်းကိုမှီလျက်လက်နက်ဖောက်ကိုအိုးကောင်းနောက်တွင်ချက်ခါရှစ်တဲ့တဲမှာနိုင်ရန်ကိုစူးစူးဆိုက်ဆိုက်ကြည့်နေလေသည် နိုင်ရန်ပေါ်တွင်မှားပေါင်းတင်း၍ရှိတ်ဆွဲထားသောစာရွက်တရွက်ရှိသည်ထိုစာရွက်မှာကမ္ဘာကျန်းမာရေးအဖွဲ့ကြီးမှတေးပို့သောစာဖြစ်သည်ဈေးပညာဌာနတွင်ပါရှိသောဖိဖိတုတေသနာတွေ့ရှိချက်စာတမ်းကိုအကြောင်းပြု၍တေးပို့သည့်ကျေးဇူးတင်ရှိသူစကားဖြစ်ကြောင်းတဝန်လာဖြစ်လေသည်မြတ်တမခန့်ဆိုင်ငယ်ကြည်လျက်ရှိသောဖိဖိကတော့ဘာကိုမှမြင်ဟန်မတူမေမေဒီဖိဖိကိုထွန်းဖောက်၍ကြည်လာ၏ ဘလို့လဲထောက်တာဖြစ်နိုင်ရဲ့လားဖေဖေဒီမေမေကိုကြည်လဲမကြည်ဖြေလဲမဖြေမုံတေသောမျက်နာသည်စပွဲခင်းပေါ်၌သာဆွဲမြဲနေပြန်၏မျက်လုံးတော့ကြွက်သားများကအနှဲငယ်ခုန်လှုပ်နေသည် မေမေပြုံးလာ၏အောင်နိုင်သူအပြုံးမျိုးဖြင့်မေမေပြုံး၏ရှင့်မိုက်ရိုစကုပ်အောက်ကငှက်ပြားပိုးကလေးတွေစီကငွေနှစ်သိန်းလောက်ခဏရှိတော့ကမရနိုင်ဘူးလားထိုနေရာမှာဖေဖေဟုံးကနေထရက်သည် မမေကိုကြည်တော်အကြည်၌မင်းနီတွေဝင်လက်သည်နှောက်ခမ်းတောင်များတိတိတန်တန်တုံလှုပ်နေ၏မင်းမင်းတရားလွန်လာပြီနော်အခုလောက်ထိစော်ကားလာဖို့တော့မင်းမကောင်းဝေဘူးမင်းလည်းပညာတတ်တယောက်ပဲသူတေသနာတမားတယောက်ရဲ့ဘဝကိုတော့မင်းနားလည်ဖို့ကောင်းနေငါမှပတ်စံများများရှားတတ်တဲ့အရေးချင်းမရှိဘူးဆိုတာလဲငါဝန်ခံတယ်ဘာလို့လဲဆိုတော့ငါစိတ်မဝင်စားလို့ တဆန်တဲ့စိတ်ဝင်စားစရာကောင်းတဲ့အလုပ်မျိုးတွေကိုလုပ်နေရလို့တက်ဆန်တစ်ခုတည်းအတွက်ငါအချိန်ကုန်မခံနိုင်ဘူးအဲ့ဒါငါအားနဲ့ကျဲလို့ပဲဆိုရင်ဆိုလူတယောက်ရဲ့အားနဲ့ချက်ကိုဘာဖြစ်လို့မင်းစော်ကားကျင်ရတာလဲအော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအားနဲ့ချက်ကြီးကြောင့်ကျမတို့မိသားစုဘဝဒုက္ခရောက်နေရလို့ပေါ့ကိုယ့်ထက်အချိန်နေဆိုးတဲ့သူတွေကဘာပေါ်မှာတပုံကြီးပါကွာအော် လူဆိုတာဟာ ကိုယ်ဒုက္ခနဲ့ကိုယ်ရှင့်ဒီမဲ့ကျမတို့ဒုက္ခဟာဖြစ်တဲ့ဖြစ်အပ်တဲ့ဒုက္ခမျိုးမဟုတ်ဘူးတမင်တသက်ကိုဒုက္ခခံနေရတဲ့ဘဝကျိန်စာတင့်နေတဲ့ဘဝတိတ်အလားဖေဖေအသက်ရှူမြန်းနေသည်နှစ်ဖူးပြင်းနဲ့နှာခေါင်းပြားနာရွှေတိများဆိုလည်းရဲ့ခဏကြာတော့ကလက်ထိုင်ပေါ်သို့ဟုံးကနေပြန်ထိုင်လိုက်သည်ထို့နောက်အန်တချက်ကျိတ်လိုက်သည် ဒီလောက်လည်းပူစရာမရှိပါဘူးမြို့တည်မှာနေရရနိုင်တာပဲသူစကားကိုဖေဖေကမနှဲအာယူရပြောလိုက်ရှင်ပဲအစကမယူချင်ဘူးဆိုစိတ်မဝင်စားဘူးဆိုအခုယူမယ်လေပြန်လျှောက်လိုက်မယ်ဘယ်ကငွေနဲ့အိမ်ဆောင်ပါလဲဖေဖေခိတ္တမြတ်တွေ့ဝင်နေဤတိမာအသက်တစ်ချက်ရှိခါဝန်ထမ်းရှင်းဝင် ရှိတာပဲရှေးလိုက်ရောမို့မေမေခေါင်းရမ်းသည် ရှင်းအစီအစဉ်ကိုကျွန်မစိတ်မဝင်စားဘူးကျွန်မအစီအစဉ်ကိုပြောမယ်ကျွန်မအစီအစဉ်ကနေရာပြောင်းဖို့တည်းမဟုတ်ဘူးဘဝပါပြောင်းရမှာအဲ့ဒါပါလေကျွန်မတို့မိသားစုမုံရွာကို ပြောင်းမယ်ဘာမနေ့ကမမစ်စီကစာလာတယ်တမီးတို့အစီမပြေရင် မုံရွာကိုပြန်လာကြပါတဲ့မုံရွာမှာကျွန်မနာမည်နဲ့အိမ်တလုံးရှိတယ်ရှံဝင်းလဲကျဲတယ် ပွဲရုံလုပ်ရင်ရတယ်။မေမေတို့နဲ့တွဲပြီးပွဲရုံဖွင့်မယ်။ဒါဖြင့်ငါကဘုံရွာစေးရုံကိုပြောင်းရအောင် ကြိုးစားဖို့မလွယ်ရင်လည်းထွက်ပြစ်လိုက်ဖို့မုံရွာမှာဘာလို့ဆက်ဆံရလဲ။ဟေးငါကဆရာဝန်ကမေမေကတစ်ချက်ရည်ဤ။ဘာဖြစ်တယ်လဲ။ရှင်ဆရာဝန်ဆိုရင် စေကံကလေးဟန်မပြတ်ဖွင့်ဖို့တစ်ဖက်ကတော့စီးပွားရေးလုပ်ရမှာပဲ။ ။ရှင်ကလည်းမိုက်ခရိုစကုပ်ကြည့်နေရတာနဲ့အပြင်ကိုမထွက်အားတော့ဘူးထင်ပါရဲ့။ဒီမဲ့အာလူးကျော်ရောင်းတဲ့ခြေရောင်ကိုတစ်ခွဲဆက်ထောင်းတဲ့ခြေရောင်ကိုအုတ်သေးကြောက်ကန်ထရိုက်လုပ်တဲ့ခြေရောင်ကိုအိမ်ကဆိုင်ကယ်ပွဲစားခြေရောင်ကို"အိုးအများကြီးပဲကြီးပွားနေကြတာ။ရှင်လည်းတစ်ခုခုတော့လုပ်ဖို့"ဒီမဲ့မိမိခင်ငါပြားသူတေတနာကိုစောက်ရှပြီးလှုပ်ရှင်လုံးလို့ငါဘလောက်စူးစမ်းခဲ့တယ်ဆိုတာမင်းအသိပဲလေ။ တိတ်တယ်လေတိတ်လို့လည်းအခုထွက်ခိုင်းနေတာပေါ့ဒီမန်မောင် ကျမနဲ့မောင်နှစ်ယောက်တည်းဆိုရင်ကျမမောင်ကိုပါရမီဖြည့်နိုင်ပါလေကလေးတွေရှိသေးတယ်မောင်ကျမတို့ကိုဘဝကိုမပိုင်ကြတော့ဘူးလေဘာမဆိုသူတို့ဘဝကိုရှေ့တန်းတင်ပြီးစဉ်းစားကြရမှာပဲကဲအရှက်နဲ့ရှက်ကျမတင်ပြပေးပြီ မောင်အနေနဲ့တခုခု ဆုံးဖြတ်ဖို့ရှိတော့တယ်လူသားအလုံးကောင်းကျိုးထက် လောလောဆယ်မိသားစုကောင်းကျိုးဆိုတဲ့နန်းကို မောင်းရွေးချယ်ပါစေလို့ကျမငရေကြီးခံပြီးဆူတောင်းပါလေ။ဘာဖြစ်လို့ငရေကြီးခံရတယ်လဲသိလားမောင်။ကျမကမိခင်တယောက်ဖြစ်နေလို့ပေါ့။ဖေဖေဒီအိမ်ခန်းတွင်းတော့ဝင်ရောက်ပျောက်ွယ်သွားတော့မိမိကိုမုံရီသွားငေးကြည့်နေရင်ကြံ့ရစ်ခဲ့ဤ။ညသည်တိတ်ဆိတ်စွာရွေးလျားလျက်ရှိသည်။စက္ကန့်များကမူအရေးတကြီးပြေးလွှားနေစေ ဖဖေသည်ဧခန်းတွင် ကလည်းထိုင်ပေါ်၌ခေါင်းငိုက်ဆိုင်ရှကာငြိမ့်တက်နေလေသည် အနီနာအိတအိမ်စီမှမြန်မာပိုင်းအစီအစဉ်ပြီးဆုံးသွားသည့်တီလုံးတံကိုကြားရသည်အပြင်ဘက်၌လေထန်နေသည်ဖဖေသည်ခေါင်းကိုဖြင်းညင်းစွာမောလာ၏မျက်လုံးများနေရဲနေသည်ထိုမျက်လုံးများသည်နန်းရံပေါ်ရှိမှန်ပေါင်းတွင်ဆက်ခုချက်ပေါ်သို့ရောက်ရှိသွားပြန်သည် စာရွက်ထိပ်ပိုင်းရှိကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ တစိ့အမှန်အသားကိုဖိဖိနေရာမှာပင် ထင်ရှားစွာမြင်နိုင်သည်ဖိဖိသည်နေရာမှာဖြက်ကနေထကာမှန်ပေါင်းတွင်ဆက်ကူရှိတတ်တဲ့သူတွားရောက်၍ရက်သည်စာရွက်ကိုစူးစား၍ကြည်သည်စာရွက်တွင်ပါရှိသော စာသားများကိုတလုံးချင်းဖတ်ရှုနေသည်နှင့်ဖိဖိနှုတ်ခမ်းများကတရွရွလှုပ်ရှားနေသည်မကြခင်အတန်တဖြည်းဖြည်းကျယ်လာ၏။ကားဘဲနဲ့ရှိတာဘာတက်နိုင်သေးလဲ ဘာပြောချင်သေးလဲခမားတို့ဘာပြောချင်ကြသေးတယ်လဲဖေဖေဒီစာရွက်ပေါ်ကစာကြောင်းများအတိုင်းမှန်သားပြပေါ်မှာအตาရာပုတ်တက်နေလေသည်ဖေဖေအတန်ဒီတဖြည်းဖြည်းတိုးညင်းသွားပြန်သည်နှုတ်ခမ်းများကတော့တရွရွလှုပ်နေစေအိမ်ရှိတကားသည်အတန်မမီပဲပွင့်ဟ၍လာသည်တားလက်သည်ဆွေကနေဝင်လာကတကားကိုပြန်စေလိုက်သည် သူ့ကိုကြောပြလိုက်ရဲ့နိုင်ရပေါ်မှာမှန်ပေါင်းသိန်းစက်ခုချက်ကိုစူးစိုက်ငေးမောနေလေတော့ဖခင်ဖြစ်သူအားမြင်လိုက်ရတော့အခါအတာကိုချိန်တက်လိုက်သည်ထို့နောက်တကားဝါမှနေ၍မျက်တောင်ပုတ်ခတ်ပုတ်ခတ်လောက်ခါဖခင်ကို ကြည့်နေလေသည် ကြည့်နေရင်းနဲ့တားလက်မျက်နှာပြုံးလာသည်ဖေဖေသည်မှန်သားပြင်ကိုပုတ်တက်နေရမှနောက်သို့တလန်းဆုံလိုက်၏မျက်နှာမူရာကတဖြည်းဖြည်းပြောင်းလာသည် သူတေသနာတမတရားဟုဆိုတာဒါပဲလားဗျာဟုတ်တီတိုးရွဆိုသည်ထို့နောက်ခေါင်းရမ်းလိုက်တကားဝါမတာလကဖခင်နေတူခေါင်းရမ်း၏ဖေဖေခါထောက်လိုက်သည်တာလကလည်းခါထောက်၏ဖေဖေဒီဆိုင်ရွက်ကိုညှိုးတူရံဘတ်တဖွဲကြည့်နေလေသည်တာလက်သည်ဖခင်ကိုပြုံး၍ကြည့်နေသည်ခဏကြာသောဖေဖေဒီနေရာမှရှာကနေလက်ထွက်လိုက်သည်ထို့နောက် တကားဝါ၌ခါထောက်၍ပြုံးနေသောတာလက်နှင့်မျက်နှာချင်းဆိုင်မိသွား၏တာလက်ကခါပေါ်မှလက်ကိုအမြန်ချ၍ဖေဖေဟုခေါ်လိုက်သည်ဖေဖေသည်မျက်နှာထောက်ကိုပြန်လည်၍ပြင်ဆင်လိုက်၏တာလက်စာမကျက်ဘက်ဗီဒီယိုတွားကြည့်နေတယ်ဆိုဟုတ်တယ်ဖေဖေအရန်အရန်ကောင်းတဲ့ကားပဲဖေဖေရာ Operation Debrate တဲ့လူငယ်ကလေး9ယောက်နဲ့နာစီတွေနဲ့ချကြတာ နာစီတွေတေးသွားရောလားဟဲ့အင်းလူငယ်၄ယောက်စလုံးတေးသွားတယ်ဟိုတယောက်ကတစ္ဆာဖောက်လို့သူကမိမရောခလေးရောရသွားတော့တစ္ဆာဖောက်တာဗောဖေဖေဒီတားလက်ကိုအလန်တကြားကြည့်လိုက်နောက်ဆုံးအခန်းကအကောင်းဆုံးပဲတစ္ဆာဖောက်တဲ့ကောင်ကလိုက်ပြတော့သူတို့ပုန်းခုန်နေတဲ့ဖျားချစ်ဖို့ကြောင့်ဒီကိုနာစီတွေဝိုင်းမိသွားတယ်သူတို့ကလည်းပြန်ချလာပဲနောက်ဆုံးကောင်းလေးနှစ်ယောက်ပဲကြံ့တယ် မင်းရောအခန်းချင်းကလေးထဲမှာပြိမ့်မိနေကြတာ။နာစီတွေကအဲ့ဒီအခန်းကလေးထဲကိုအပြင်ကနေရေတွေတွင်းလိုက်တာဖြစ်ဖြစ်ရာကောင်းလေးနှစ်ယောက်လဲပင်အထိရေတွေတက်လာတယ်။အဲ့ဒီမှာနာစီတွေကခိုင်းလို့တစ္ဆက်ဖောက်ကလည်းသူ့အဖော်တွေကိုလက်နက်ချဖို့အော်ပြောရတယ်။ဘယ်ချမလဲ။ဟိုနှစ်ယောက်ကတစ်ယောက်ကောင်းတစ်ယောက်တနတ်နဲ့တိပြီး1 2 3ဆို မောင်းကိုဖြုတ်ချလိုက်ကြတာ။တနတ်တန်လဲကြာရောတစ္ဆက်ဖောက်ရဲ့မျက်နှာကြီးဟာ တားလက်ဖဖေးအတန်ဒီမာကျောစွာ ထွက်ပေါ်လာ၏နောက်ကိုဒီလိုစကားမျိုးတွေမကြည့်ရဘူးသွားစားသွားကြက်ရှင်ရှစ်တန်းဟာအရေးကြီးတယ်ဆိုတာမင်းမသိဘူးလားတားလက်ဒီအတွင်းကန်းတို့ခုံပေါက်ပြေးပြေးသွား၏မင်းအကိုရောဘဲသွားလဲလက်ဖက်ရည်ဆိုင်မှာကြပြာစာမှုကရလို့တဲ့သူ့တငယ်ချင်းတွေကိုလက်ဖက်ရည်တိုက်နေတယ်တားလည်းဝင်တော့ခဲ့သေးတယ်ဘာသူကကြပြာရေးတယ် ဒီလမှာစပါတာတဲ့ဘယ်မကစင်းဆိုလားပဲဖေဖေဒီအတန်းကြာငင်းငိုင်နေသည်ထို့နောက်မှန်ပေါင်သွင်းစက်ခုရှိရာသို့ပြန်သွားပြန်သည်စာရွက်ကိုမော့ကြည့်ပြီးတီတူပြောလိုက်သည်ကြားကြရဲ့လားကျုပ်သားကရုပ်ရှင်ထဲကတစ္ဆာဖောက်ကိုမုန်းနေတယ်အခုသူ့အဖေကကိုမြန်နိုးတဲ့အလုပ်ကိုတစ္ဆာဖောက်ရမယ်အရှိန်နေဖြစ်နေတယ်ခမရတို့ဘာပြောကျင်ကြသိလဲ ထို့နောက်ဖေဖေသည်ကလဲထိုင်ပေါ်သို့အယုတ်ကျိုးပြက်ထိုင်ချလိုက်လေသည်ဖေဖေထိုင်လိုက်သည်နှင့်အင်ရှေတကားသည်ပွင့်ဟ၍လာပြန်ကတားကြီးဝင်လာလေသည်ဟင်ဖေဖေမအိပ်သေးဘူးလားညီလေးရောပြန်ရောက်လာပြီလားအော်ကဗျာဆရာကြီးကြွလာပါပြီဗျာကြွပါဦးဒီနာတားကြီးသည်ဖခင်နေသို့တိုး၍လာကမျက်နှာချင်းဆိုင်မှကလဲထိုင်တွင်ဝင်ထိုင်သည် တားလက်ထဲကစာအုပ်ကတားကပြပါတဲ့မဂ္ဂဇင်းလားဟုတ်တယ်ဖေဖေညီလေးကပြောသွားပြီထင်တယ်ဖေဖေကိုပြတာတားကြီးဒီအတင်းညှက်ထားသောနေရာကိုဖွင့်ကလှမ်းပေးလိုက်သည်ဖေဖေကစာအုပ်ကိုမီးရောင်အောက်တွင်ထောင်းပြီးမျက်လုံးများကိုမှေးကအတန်ထွက်၍ဖတ်လိုက်သည်စီဘူးအိုးမှခုံချသူများဖေဖေဒီစာအုပ်ပေါ်မှကြော်၍တားကြီးကိုကြည့်လိုက်သည် တားကြီးကဖခင်ကိုပြုံးပြ၏ဖေဖေကဆက်လက်၍ရွတ်ဖတ်၏နိဗ္ဗာန်ဖြစ်ဖြစ်ငရဲဖြစ်ဖြစ်ဘာအရေးလဲလာခုံချကြမယ်အမှောင်နဲ့မတိမှုရဲ့ကြောက်ထဲမှာငါတို့အစ်တတခုကိုတွေးရှိရမှာအတေရရှာဖေဖေဒီစာအုပ်ကိုပြန်ရှာလိုက်၏ဒါသားရေးတာပေါ့ဆက်ဖက်လေဖေဖေအခုဟာက ပြင်တဲ့ကြပြဆရာ ဘော်တလဲရဲ့ကြပြတပုတ်ကိုယူသုံးထားတာတားရည်တာကိုဆက်ဖက်ပါဒီလောက်ဆိုလုံလောက်ပြီဒါဘာမကစင်းလဲဒီလားပင်လေခွေစစ်ပွဲစောင်းမတော်တော်ကောင်းနေဖက်ကြည့်စမ်းပါဖေဖေဒါနဲ့ကဘာစစ်နောက်တစ်ခုများထပ်ဖြစ်အောင်မလားဖေဖေဘလို့ထင်တယ်လဲစစ်ကတော့ဖြစ်မှာပဲတေချာရလားဖေဖေတေချာတယ်ဘသူနဲ့ဘသူနဲ့ဖြစ်ကြမှာလဲ ဖေဖေနဲ့တားပေါ့တားကပြားတဲ့ဆက်ရေးနေရင်ဖေဖေနဲ့စိတ်ဖြစ်ရမှာတားကြီးဒီဖခင်ကို နားမလဲစွာကြည့်သည်ဖေဖေဘလို့ဖြစ်ရတာလဲအေးဘလို့ဖြစ်တာလဲဆိုတော့တားကိုကပြားဆက်ရမဖြစ်စေချင်တာပဲတားကြီးဒီဖခင်ကိုအတန်ကြာစူးစား၍ကြည့်နေလေ၏ဒါဖြင့်ဖေဖေကဘာဖြစ်စေချင်လို့လဲဘာမှမဖြစ်စေချင်တော့ဘူး တားကိုတာမန်လူတယောက်ပဲဖြစ်စေခြင်းနဲ့ပညာသင်စေဝါရှာအိမ်တော်ပြုစေဝါရှာမျိုးဆက်ဖြန့်ပြီးဝါကိုပိုရှာ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 အရှိန်တန်တော့အတာကလေးတည်သွားဒီလိုဘဝမျိုးက side effect နဲတယ်ပိုအန်ဒီရဲ့နဲတယ်ပေါ့ကွာမစိမ့်ပင်ရဲ့ကြပြားတပုတ်ရှိတယ်ဖြစ်ပြီအတ္တမဲ့မာနာဖြင့်ဘဝကိုထုစေခေကိုထံဖို့ ယောတာဤရဲရင်စွာတဲ့တားကအတ္တကိုအနာကပို့ထားကျင်တာနားထောင်လို့ကောင်းလိုက်တာတားရာရင်ထဲမှာနာလိုက်တာတားမှာရွေးချယ်권ရှိတယ်ဖေဖေတားထင်လို့ပါမရှိပါဘူးဖေဖေလဲဟိုတုန်းကဒီလိုပဲထင်ခဲ့ဘူးတယ်ရှိကိုရှိရမယ်ဖေဖေပြီးတော့တားဟာလူငယ်တယောက်ဖေဖေလဲလူငယ်ဖြစ်ခဲ့ဘူးလားဗော့ တာကြီးသည်နှုတ်ခမ်းကိုကား၍အတန်ကြာငြိမ်သက်နေ၏ထို့နောက်အသက်ကိုပြင်းပြင်းရှူလိုက်သည်ဒါဖြင့်ဖေဖေတားတို့လိုမဲခဲ့ဘူးလားဘာကွနေရမဖေဖေဝုန်းကနေခုံထားသည် ကလဲထိုင်သည်နောက်သို့လဲပြိုသွား၏ပြန်မေးစမ်းပြန်မေးစမ်းဖေဖေတားတို့လိုမဲခဲ့ဘူးတလားဖေဖေဒီတားကြီးကိုမျက်တော်မှခန့်ဆိုင်ကြည့်နေ၏ ဖေဖေမျက်နှာပေါ်၌အရင်မျိုးစုံကိုဖျက်တမ်းနေကြသည်။ကြောက်စရာအကောင်းဆုံးမိကုံးကိုတာမေးလိုက်တာပဲ။ဒါပေမဲ့ဖေဖေအတွက်တော့ကြောက်စရာမဟုတ်ပါဘူး။ဟေ့ဒီမှာသား။ဖေဖေသည်စပွဲကိုကိုယ့်ဘက်ကနိုင်ရန်ပေါ်မှ မှန်ပေါင်းတွင်စက်ခုရွက်ရှိသို့တွား၍ရက်သည်။ဖေဖေဒီလိုငယ်ခဲ့ဘူးလေ။မှန်သားပြင်ကိုလက်ချောင်းများဖြင့်တတောက်တောက်ခောက်၍ပြသည်။ငြင်ရဲ့လား။ ဖေဖေဒီလိုမဲခဲ့ဘူးတယ်ကွဖေဖေဒီမှန်ချက်ကိုညာလက်လက်သေးဖြင့်တအားပြစ်ထိုးလိုက်သည်မှန်သားဖြင့်ကြွကြည်တယ်မှန်သားများကြမ်းပြင်တို့လွင့်ကြတယ်များသည် နားကြောစိတ်ပွဲထွက်ပေါ်လာသည်ဖေဖေလက်မှာတွေးတွေရဲကနေဖြားလာသည်ဖေဖေတားကြီးဒီကလေးထိုင်ကိုတုံးဖက်ပြစ်လိုက်ကဖခင်တန်တဟုံတို့ပြေးသွား၏ဖေဖေဒီကြမ်းပြင်ပေါ်ကျနေသည်မှန်ကွဲသားများကြားမှစာရွက်ကိုကောက်ယူလိုက်သည် ဒီမှာလေဖေဖေငဲခဲ့ဘူးလားဗော။စာရွက်ကိုပြင်းကနေဆုပ်ဆွဲပြစ်လိုက်ချိန်တွင်တားကြီးသည်ဖေဖေအနည်းသို့ရောက်သွားပြီဖြစ်သည်။စူစူညံညံအတန်ပလန်များကြောင့်မေမေနှင့်တားလက်တို့သည်ဧခန်းထဲသို့ပြေးထွက်လာကြသည်။ဟဲ့ဟဲ့ဟဲ့ဘလို့ဖြစ်ကြတာလဲ။အိုးမောင်းလမှာတွေးတွေဖျားဖျားဖျားဖေ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 ဒီတားကြီးကိုအေးချမ်းစွာကြည့်လိုက်သည်။ အဲ့ဒါပဲတာတကယ်တမ်းအဆုံးချုံအဆုံးလို့မခံနိုင်ပဲနဲ့ဘာကိုမှအဆွန်စားပါနဲ့လေထို့နောက်ဖေဖေသည်အိမ်တွင်းခန်းစီတို့တည်ငြိမ်စွာရှောက်သွားလေတော့သည်ဟန်တစ်မဂဇင်းဇွန်လ1990ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာကြီးမောင်တစ်စင်းရေးသားတော်ဂျိန်စားလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ ဒီနေ့မှာရှိန်ဘေဘီဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ